်မင်္ဂလာပါဒီနေ့မှမျှဝေပေးတင်တာကတော့52ဘတ်ထင်းနဲ့ဒီတဲ့အင်တာနက်တလစိတ်ကြိုက်အသုံးပြုလို့ရအောင်လို့စမတ်တနီလေးကိုမျှဝေပေးမှဖြစ်ပါတယ်အရင်တော့ကကျွန်တော်တင်ပေးခဲ့တာကတော့30ဘတ်နဲ့စမတ်နီကိုတင်ပေးခဲ့ပြီးဖြစ်ပါတယ်အခုချိန်မှာတော့ အဲ့ဒီ30ပတ်နဲ့စမတ်တဏီကအသုံးပြုလို့မရတော့ဘူးဖြစ်တဲ့အတွက်52ပတ်နဲ့စမတ်တဏီတွေကိုကျွန်တော်ပြန်လည်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်။ကျွန်တော်ဒီနည်းပညာလေးကိုစတင်ဖို့အတွက်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာဒီတဲ့ software လေးထည့်ထားဖို့လိုအပ်ပါတယ်။ဒီ software လေးမရှိသေးဘူးဆိုရင် Play Store နေသွားပြီးတော့ install လုပ်ပြီးဖုန်းထဲကိုထည့်လိုက်ပါ။ပြီးရင်တော့ software လေးကိုနှိပ်ပြီးဖွင့်လိုက်ပါ။ software ကိုဖွင့်ပြီးတာနဲ့ message ရဲ့ phone number ကိုဒီနေရာမှာ sign in လုပ်ပြီးတော့ထည့်ပေးလိုက်ပါကျွန်တော်တို့ဒီနေရာမှာကိုယ့်ရဲ့ phone number နဲ့ကျွန်တော်တို့ထည့်ပြီးသွားပြီဆိုရင်တော့ဒီ owner က packet A ဆိုတဲ့နေရာလေးကိုတချန်နှိပ်လိုက်ပါဒီတော့ဒီကဘာလုံးပုံနဲ့ net ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီနေရာရောက်လာပြီဆိုလို့ရှိရင်ဒီမှာ limit 8 megabyte ဆိုတဲ့နေရာလေးပေါ့နော်အဲဒီ sudden လေးပေါ့8 sudden လေးရဲ့ဒီဘက်မှာ32ဘတ်ဆိုတာတွေ့ရမှာဖြစ်ပါတယ်ဒီနေရာမှာ32ဘတ်တန်စမတ်2ခုရှိပါတယ်ဒီအပေါ်ကစမတ်မဟုတ်ဘူးပေါ့နော်ဒီအောက်က32ဘတ်တန်စမတ်ကိုကျွန်တော်တို့ကစမတ်ကမှာဖြစ်ပါတယ်ဒီ32ဘတ်နဲ့ဒီစမတ်ကိုအဲကျွန်တော်တို့ဝယ်လိုက်ပေါ့နော် 32ပတ်တန်ဒီအင်တာနက်ကိုကျွန်တော်တို့ဝယ်လိုက်ပါပြီးလို့ရှိရင်တော့ကျွန်တော်တို့နောက်ထပ်စမတ်တစ်ခုကိုကျွန်တော်တို့စမတ်ကမှဖြစ်ပါတယ်နောက်ထပ်စမတ်ကမဲ့စမတ်နီးကတော့ကျွန်တော်တို့ဒီဒီတက်အပ်တဲ့ကိုသွားကြမလို့ပဲနဲ့ဒီဖုန်း icon လေးကိုတစ်ချက်နှိပ်ပါပြီးရင်တော့ကျွန်တော်တို့ဒီနေရာမှာစတာ110စတာ30ချက်ကိုနှိပ်ပါမယ်ပြီးလို့ရှိရင်တော့ဒီအောက်လန်ကဖုန်းခေါ်တဲ့ခလုတ်လေးကိုနှိပ်ပြီးတော့ ော်တို့20ဘတ်နဲ့စမတ်လိုက်ပါဒီစမတ်နှစ်ခုကိုကျွန်တော်တို့စမတ်လို့ပြီးသွားပြီဆိုလို့ရှိရင်တော့ဖုန်းရဲ့အပေါ်ကနေပြီးတော့အောက်ဆွဲချပါပြီးရင်လေးရင်ပြန် airplane မှုတွေကိုပိတ်ဖွင့်လုပ်ပြီးတော့ကျွန်တော်တို့ internet ကိုစတင်ပြီးတော့အသုံးပြုလို့ရပြီဖြစ်ပါတယ်ဒီနည်းပညာလေးကိုတိုင်းနဲ့သက်မဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးတွေနှိပ်ထားပေးဖို့မမေ့ပါနဲ့เนาะ